โอเคဒီနေ့တော့ဆာလနံပါတ်32ဖြစ်ပါတယ်အခန်းကြီး32အငယ်1မှ9အပြစ်မှလွတ်ခြင်းဒုစရအပြစ်ကို ဖုံးအုပ်ခြင်းတို့ရောက်တော်သူသည် မင်္ဂလာရှိ၏ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့်လွတ်၍လှည့်စားတတ်သောစိတ်တော်နှင့်ကင်းစင်တော်သူသည် မင်္ဂလာရှိ၏ငါသည်အပြစ်ကိုမဖော်မပြဘဲနေစဉ်ခါ တနေ့လုံးညီးတွားသောအဖြစ်ငါအယိုးတို့သည်ဆွေးနေခြင်းသို့ရောက်ကြ၏နိညာမပြကိုရိုင်းလက်သည်အကျွန်ုပ်အပေါ်မှလေး၍အကျွန်ုပ်၏ချွေးရည်သည်နှွေကာလ၌တွေးချောက်ခြင်းကဲ့သို့ ဖြစ်ပါ၏တဖန်ကျွန်ုပ်သည်ကိုအပြစ်ကိုရှေ့တော်၌ဝန်ချပါ၏ပြုမိသောဒုစရိုက်ကိုဝှက်၍မထမ်းပါငါလွန်ကျူးသောအရာကိုထာဝရဘုရားအားဖော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ ကိုယ်တော်သည်အကျွန်ုပ်ပြမှားခြင်းအပြစ်ကိုလွတ်တော်မူ၏ထိုကြောင့်ကိုရောကိုတွေ့တဲ့သောအချိန်ကာလ၌တန်ရှင်းသူအပေါင်းတို့သည်ရှေ့တော်၌တောင်းလျှောက်ကြပါလိမ့်မည်အကယ်စင်စစ်လွှမ်းမိုးတတ်သောရည်ကြီးသည်သူတို့ထံသို့မချင်းရပါကိုရောသည်အကျွန်ုပ်ကိုလွန်ရာဖြစ်တော်မူ၏အကျွန်ုပ်ကိုဘေးလွတ်စေခြင်းဟံကွယ်ကာဆောင်မတော်မူ၏ကယ်လွတ်ကြောင်းကိုသို့သောတည်ခြင်းနှင့် အကျွန်ုပ်ကို ချမ်းရံစေတော်မူ၏ အငယ်၈မှ၁၁တင့်ကိုငါတွန်တင်မီတင်တော်ရမည်လမ်းကိုပြညွမီတင့်ကိုကြည့်ရှုပြုစုမီဉာဏ်ပညာမဲ့သော မြင်လာကဲ့သို့မဖြစ်နှင့်သူသည်တင့်ထံသို့မချင်းကပ်သောကြောင့်ပါဇက်ကိုဇက်ခွန်၍ဇက်ချိုးနှင့်ဆွဲရမည်မတရားသောသူသည်များစွာသောဒုက္ခကိုခံရ၏သာဝရဖျား၌ကိုးစားသောသူကိုကဂျူနာတို့သည်ဝန်းရံတတ်၏ဖြောင့်မတ်သောသူတို့သာဝရဖျား၌ ဝမ်းမြောက်ရှင်လန်းကြလောသဘောဖြောင့်သောသူတို့ရှင်လန်းစွာတည်ခြင်းဆိုကြလောโอเคနောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye